ဒီနေ့ဝက်ချန်အကြောင်းစာဖတ်ရင်းနဲ့ပေါ့နော်ဒီဆောင်ထဲမှာတွေ့ရတဲ့ဟာလေးတခုပေါ့ဟိုဝက်ချန်သမားတွေအရင်အမေးများတဲ့ဟာလေးတခုတွေ့ရင်းနဲ့ sharing လုပ်ပေးခြင်းလို့ပေါ့နော်အဓိကဘာလဲဆိုတော့ diet and acne ပေါ့ဟိုအစားတောင်းတဲ့ဝက်ချန်ပေါ့နော်ဆိုတော့ဝက်ချန်သမားတွေမှအမြဲမေးကြတယ်ဝက်ချန်ဖြစ်တဲ့အခါမှာဘာတွေရှောင်ပြီးတော့ဘာတွေစားရမလဲဆိုပြီးတော့အမြဲမေးကြရပေါ့နော်ဆိုတော့အလေးဖတ်ရင်းနဲ့အားလေးကိုပြောပြပေးခြင်းလို့ဒီဆောင်မှာဒီလိုတေဘယ်လေးနဲ့ပေါ့ဝက်ချန်ကိုပိုပြီးတော့စိုးစီတဲ့ exacerbate acne ရှိမယ်နောက်တစ်ခုကကြတော့ဒီဝက်ချန်ကို improve ဖြစ်စေတဲ့ကောင်းစေတဲ့ပေါ့နော်အဲဒီအစားတောင်းလေးတွေကရေးထားအောင်မျိုးပေါ့ အဲဆိုတော့အဲ့ဒါလေးကိုတစ်ချက်လောက်ပြပြပေးခြင်းတယ်ဝက်ချန်ကိုဘလို့အစားအသောက်တွေကပို့ပြီးစိုးစိနိုင်လဲပေါ့ပထမဆုံးတစ်ခုကကျတော့သူက high glycemic index food high glycemic index ဆိုတာမျိုးကကျတော့ပြောရမယ်ဆိုရင်တော့အရန်ချိုးတဲ့ဟာတွေပေါ့စားပြီးတဲ့အခါမှာခန္ဓာကိုယ်မှာ glucose အရန်များစေနိုင်တဲ့ဟာတွေပေါ့နော်အဲဆိုတော့အကြမ်းပြန်ဘာတွေပါလဲဆိုတော့အမဒီဇာတ်လေးနဲ့ပြထားပေးမယ်အဲ့လို high glycemic index food တွေစားတယ်ဆိုရင်ねသူကဒီအာ insulin like growth factor တွေကိုပေါ့နော်သူကပို့ပြီးတော့များစေ insulin like growth factor များတဲ့ခါမှာဘာတွေဖြစ်လဲဆိုတော့အမတို့ဒီအရေပြား sebaceous gland လို့ခေါ်တဲ့ဒီအစီအိတ်လေးတွေကအာ ပွားလာတယ်အစီအစီပွားတဲ့အခါမှာအစီအစီပိုထုတ်တယ်ပြီးတော့ကျတော့သူက creatinocyte တွေပို့ပြီးတော့ပွားလာစေတဲ့အခါမှာချွေးပေါက်တွေပိုပိတ်တယ်ဆိုတော့အဲ့ဒီနည်းနဲ့အစီအစီပိုပြန်တဲ့ချွေးပေါက်တွေပိတ်ပြီးတော့ဝက်ချံထွက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီ high glycemic index food တွေကလည်းဝက်ချံကိုပို့ပြီးတော့စိုးစေနိုင်တယ်နောက်တစ်ခုကတော့ dairy product dairy product ဆိုတာကကျတော့ no no နဲ့ no ထွက်ပစ္စည်းတွေပေါ့နော်ဆိုတော့ no နဲ့ no ထွက်ပစ္စည်းမှာပါတဲ့ဒီဓာတ်တစ်ခုကသူကလည်းလိုပဲ insulin like growth factor တွေကိုများစေတယ်ပြီးတော့ DHT precursor တွေပါတယ် DHT precursor ဆိုတာမျိုးကျတော့အမှောက် DHT များတဲ့အခါမှာသူဒီအဲ့လိုအစီအစီပိုပြန်တဲ့ချွေးပေါက်တွေပိုပိတ်တဲ့ပုံစံမျိုးပေါ့အဲ့ဒါကြီးတော့ဝက်ချံပိုဖြစ်စေ င်နိုင်တယ်ပေါ့နော်ဆိုတော့နုနဲ့နုထွက်ပစ္စည်းတွေရှောင်ပြီးတော့ပိုကောင်းတယ်ဒါပေမဲ့အာဒီမှာပြောထားတာပေါ့နော်သူကဒီ skin mix တွေပေါ့ဒီမတို့အစီထုတ်ထားတဲ့ဟာမျိုးပေါ့နော်အဲ့လို skin mix တွေနဲ့ဒီ watch ချန်ထွက်တာနေရတော့ dye link တော့ ဟိုမတွေ့ဘူးပေါ့နော်နောက်ထပ်ဝက်ချံကိုပိုဆိုးစေနိုင်တဲ့ဟာကကြတော့ chocolate chocolate ကတော့သူ့မှာပါတဲ့ acid တွေပြီးရင်ဒီဟို insulin growth factor တွေပိုများစေတဲ့အခါမှာချွေးဖောက်ပိုပိတ်တဲ့ပုံစံမျိုးပဲပေါ့နော် chocolate စားတာပေါ့နော်ဒီမှာရေးထားတာသူက chocolate စားရင်ねဒီမျက်နှာပေါ်က gram positive bacteria တွေပိုပြီးတော့ပေါက်ဖွားစေနိုင်တယ်ပေါ့နော်ဆိုပိုပြီးတော့ပိုးဝင်လွယ်တဲ့ပုံစံမျိုးပေါ့ဆိုတော့ chocolate စားတာတွေသတိထားတဲ့ねနောက်ထပ်တစ်ခုကကြတော့ salt and spicy food salt and spicy food ဆိုတာကျတော့အငံအဆက်တွေပေါ့နော် salt and spicy food ကတော့သူ negative correlation negative correlation ဆိုတာမပတ်သက်ဘူးပေါ့နော်ဒီအငံနေအဆက်တွေနဲ့ကတော့ဓာတ်ရိုက်ကြီးပတ်သက်နေရတော့မတွေ့ဘူးပေါ့နော် however ဒါပေမဲ့ဆိုတာသူကခံထားတယ်ဒါပေမဲ့တဲ့ဒီ study လုပ်တဲ့လူတွေရဲ့34%လောက်ကပေါ့နော်အဲဒီအငံနေအဆက်တွေစားရဲဆိုရင်သူတို့ဝက်ချက်တွေပို့ပြီးဆိုးလာတယ်ဆိုပြီးတော့ထင်ရတယ်ဆိုပြီးပြောထားတယ်ဆိုတော့ဟိုဓာတ်ရိုက်ကြီးသူတို့ study လုပ်တဲ့အရာတော့ ဒီအငံအဆက်နဲ့ဝက်ချန်တွေကမပတ်သက်ပင်မဲ့ဒါမှဒါကိုစားရင်လူတွေကပို့ပြီးတော့စိုးလာရဲဆိုပြီးတော့ခံစားရတယ်ပေါ့နော်ဆိုတော့နည်းနည်းညာတော့ပတ်သက်မှုရှိနိုင်တဲ့အတွက်ပေါ့ကိုကအဲဒါတွေစားလို့ထွက်တယ်ဆိုရင်တော့ရှောင်ပေးလိုက်တာတော့ပိုကောင်းပါတယ်အငံတွေအဆက်တွေပေါ့နော်နည်းနည်း moderate ပမာဏပေါ့တင်းတင်းတလောက်ပဲစားပြီးတော့အရန်ငံရန်စတာမျိုးရှောင်ပေးနိုင်တော့ပိုကောင်းတယ်ပြီးနောက်တစ်ခုကတော့သူက tea and coffee ပေါ့နော်သူကပိုဆိုးစီတယ်မှာတော့မပေါ့သူ improve တယ်မှာတော့ထည့်ထားပေးမဲ့ caffeine ဓာတ်ပေါ့ caffeine ဓာတ် ကတော့အဲအရှိမပြောခဲ့သလိုပဲဒီ ဟိုအငံဆက်လို့ပဲဒီ coffee တောက်တဲ့သူတွေကသူတို့ဝက်ချန် coffee တောက်ပြီးဝက်ချန်ပူဆိုးတယ်ဆိုပြီးတော့အာခံစားရတယ်ပေါ့နော်ဒီ27%လောက်ကပြောထားတယ်ဆိုပြီးတော့လေတွေ့ဆိုတော့အဲဒီကွာအဲဝက်ချန်ထွက်တယ်ဆိုတော့ coffee တောက်တာလည်းနည်းနည်းသိထားတယ်ပေါ့နော်ဒီ tea and coffee မှာတော့ tea ပေါ့ green tea ကတော့ဒီဝက်ချန်မှာ antimicrobial ပေါ့ပိုးတည်စေတဲ့အာနိသင်တွေရှိတယ် sebum retention ပေါ့အစီအာအစီထွက်နှုံးကိုကျစေတဲ့ဟာမျိုးရှိတယ်ဆိုတော့ green tea ကတော့ဒီဝက်ချန်တွေကောင်းတယ်ဆိုတော့ green tea ပါတော့တောက်လို့ရတယ်ဆိုတော့ဒါခုနကပြောခဲ့တဲ့ဟာတွေကတော့ဝက်ချန်ကို accessible ပေါ့ပို့ပြီးတော့စိုးစင်နိုင်တဲ့ဟာမျိုးလေးတွေ နောက်ခုရေးထားတာကတော့ web chain ကို improve ဖြစ်တဲ့ဟာတွေပေါ့နော် web chain ဘယ်လိုဟာမျိုး web chain ကို improve ဖြစ်လဲဆိုရင်ရေးထားတာ fatty acid fatty acid ပေါ့နော် fatty acid မှာဆိုရင်သွားနှစ်ခုရှိတယ် polyunsaturated fatty acid လို့ခေါ်တဲ့ PUFA ရှိမယ်နောက်တစ်ခုတော့ saturated fatty acid ဆိုတော့ဒီ web chain မှာဆိုရင် saturated fatty acid တရားမကောင်း saturated fatty acid မှာအာဒီကတော့သူက အဲ့ဒီအဓိကတော့ vegetable oils တွေမှာတွေ့တဲ့အစီအေမှာတွေ့တဲ့ဟာမျိုးတွေပေါ့နော်သူကအဲဝက်ချံကိုပို့ပြီးတော့စိုးစေနိုင်တယ်ဝက်ချံတွေအစီအေပိုထွက်တယ်အရေပြားပိုရှောင်းတယ်အစီဘူးတွေပိုထွက်ပြီးတော့ပေါ့နော်ဝက်ချံကိုပိုစိုးစေနိုင်တယ်ဆိုတော့ fatty acid မှာမှာ saturated fatty acid ကတော့မကောင်းဘူးဒီ polyunsaturated fatty acid တွေတော့သုံးလို့ရအဲ polyunsaturated fatty acid တွေအောင်ကောင်းတယ်ဘာတွေပါလဲဆိုအဓိက linoleic acid တို့ alpha linoleic acid တို့အစသဖြင့်ပေါ့နော်အဲ့လိုဟာတွေမှာကိုပြထားပြီးဟာမျိုးတွေပေါ့ဆိုတော့ဒါတော့ polyunsaturated fatty acid အဓိကငါဒီ fish oil ပေါ့ငါးကြီးစီတွေမှာလည်းပါတယ် ကိုယ့်ရဲ့ဓာတ်ရိုက်မှာဒီ polyunsaturated fatty acid နည်းတဲ့သူတွေဆိုရင် wash ရနေပိုဆိုးတယ် pH တွေက unbalance ပေါ့နော် pH တွေမညီမျှပဲနဲ့အဲဒီဘက်တီးရီးယားပိုးတွေပိုပြီးဝင်စေနိုင်တယ်ဆိုပြီးတော့လည်းတွေ့ရတယ်ဆိုတော့ကိုယ့်ရဲ့ဓာတ်ရိုက်ထဲမှာ fatty acid ပါလာမျိုးကလည်းကိုယ့်ရဲ့ဝက်ချံကိုပိုပြီးတော့ထောက်ကူဖြစ်စေနိုင်တယ်အနောက်တစ်ခုကတော့ dietary fibers ပေါ့နော်ဒီ fibers တက်တွေပိုပြီးစားပေးခြင်းအပြင်လည်းဝက်ချံလေးတွေက improve ဖြစ်တယ်ဆိုပြီးတွေ့ရတယ် vitamins မှာဆိုတော့သူက vitamin A B CDE ပေါ့အဲ့ဓာတ်တရားကြတော့ဒီဝက်ချန်မျိုးပို့ပြီး improve ဖြစ်တယ်ပေါ့နော်ဆိုတော့ vitamin A ကအာဒီ triple beta လေးသက်သာတဲ့အဲဒီဟိုဆဲသေးလေးပို့ပြီးဖယ်ရှားရတဲ့အတွက် vitamin A ကလည်းဒီအရေပြားအတွက်ကောင်းကျိုးလေးရှိတယ်ပြီး vitamin C ကကြောင့် antioxidant effect တွေရှိတယ်အရေပြားဝန်းဟင်လင်ပေါ့အနာကျက်တာတွေမြန်စေတယ်အတွက်သူလည်းအထောက်ပံ့ဖြစ်တယ်လို့ vitamin D ကြတော့လည်းသူကဒီ bacteria လေးတွေပေါက်ဖွားမှုကိုသူက တားဆီးတယ်ပြီးတော့ဒီအဆီထုတ်တာကိုတတ်တာစေတယ်ဗိုက်တာမင် D ဓာတ်ကလည်းကောင်းတယ်ပေါ့ဝက်ချန်တို့ဒါပေမဲ့တစ်ခုရှိတာဗိုက်တာမင် B ပေါ့နော်ဗိုက်တာမင် B မှာတော့သူကအဆီထွက်တာနဲ့ဘက်တီးရီးယားလေးကိုတားပေးတာကြတော့ဗိုက်တာမင် B1 B2 B3 B5 B6 နဲ့ B7 ပဲသူကကောင်းတာတစ်ခုရှိတာ B12 ပေါ့နော်ဗိုက်တာမင် B12 ကတော့တဲ့သူကပမာဏအရင်များတယ်ဆိုရင်ဝက်ချန်ကိုပို့ပြီးစိုးစင်နိုင်တယ်ဆိုတော့ဗိုက်တာမင် B12 ကိုအများကြီးတောင်းနေတဲ့သူတွေဆိုလည်းသတိထားတယ်ပေါ့နော်နောက်တစ်ခုကတော့ prebiotic နဲ့ probiotic ပေါ့ prebiotic နဲ့ probiotic ကကြတော့မတို့ဒီအဓိကတော့ဒီ gut ပေါ့မတို့ဒီ ်ဦးလမ်းကြောင်းတဲကဘက်တရီယာပိုးလေးကောင်းတဲ့ဘက်တရီယာပိုးလေးရအောင်လုပ်တဲ့ဟာမျိုးပေါ့နော်ဆိုတော့ probiotic ဒီ probiotic တောက်ခြင်းအားဖြင့်လည်းဒီ အာဘက်တရီယာကောင်းတဲ့ဘက်တရီယာလေးများစေပြီးတော့ဝက်ချောင်တက်တာစီနိုင်မယ်ဆိုပြီးပြောထားရတယ်ပေါ့နော်နောက်တစ်ခုစိတ်စိတ်ညင်နောက်တစ်ခုတော့အသီးအနှံနေ vegetables တွေပေါ့အသီးအရွက်တွေအဲ့ဒါတွေကလည်းခန္ဓာကိုယ် inflam anti inflammation ခန္ဓာကိုယ်ရောင်ရမ်းမှုတွေတက်တာစီတယ် antioxidant effect တွေရှိတယ် antibacterial effect ရှိတဲ့အတွက်အဲ့လိုမျိုးအသီးအနှံနေအာအရွက်တွေပေါ့နော်စားပေးခြင်းအပြင်လည်းဝက်ချောင်ပို့ပြီးတက်တာစီနိုင်မယ်ဆိုပြီးတွေ့ရတာဒီဟာကတော့ဒီဝက်ချံနဲ့စားတော့ကြအောင်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးပေါ့တော့ဒီငါတို့ဝက်ချံတက်တာအောင်ဒီစားတော့တွေစားလိုက်မယ်ဆိုပြီးတော့ပြောတာတော့မဟုတ်ဘူးဟိုလိုအပ်တဲ့ဆေး းတွေတောက်ဆေးတွေလိမ့်ဆေးတွေအောင်လိုမယ်အဲ့ဒါနဲ့အတူတူပေါ့နော်ကိုကကိုယ့်ရဲ့ဒီအစားအသောက်ပိုင်းလေးကိုပါနည်းနည်းလေးကျူးဆိုင်မယ်ဆိုရင်ပို့ပြီးတော့ကောင်းအောင်ပေါ့နော် knowledge sharing လေးလုပ်ပေးလိုက်တာ